အားလုံးပဲမင်္ဂလာပါဘာဆိုနာအသင်းကလည်းအခုလက်ရှိမှာနီကိုဝီလျံအပြောင်းရွှေ့နဲ့ပတ်သက်လို့တော်တော်လေးအခြေအနေကောင်းနေရှိတယ်လက်ရှိမှာတော့ကစားမကိုတိုင်ကဘာဆိုနာကိုပြောင်းချင်တယ်ဘာဆိုနာကိုပြောင်းဖို့အတွက်အစွမ်းကုန်ချိုးပန်းနေပြီးတော့လောက်ခလာစာကိုတနစ်ကိုယူလို့17တန်းပဲယူဖို့လဲဆုံးဖြတ်ထားတယ်ဒီနေရာမှာဘာဆိုနာအသင်းရဲ့ဥက္ကဋ္ဌလာပိုတာနဲ့အာဂဇာဒရိုက်တာဒေကူတို့က final decision ချဖို့စဉ်းစားနေဆဲဖြစ်တယ်ဒါ လက်ရှိ Athletic Club ရဲ့ Nico William ကိုပဲခေါ်မလား Manchester United က Marcus Rashford ကိုပဲခေါ်မလားတစ်ဖက်က Liverpool ရဲ့ Luis Diaz ကိုပဲခေါ်မလားဆိုပြီးသူတို့ဘက်ကပြများနေစေဖြစ်တယ် Luis Diaz ကတန်း60ပေးရမယ် Rashford က Euro နဲ့ဆိုရင်48တန်းရှိပြီးတော့ Nico Williams က58တန်းပါလောက်ခလာဆာက Nico Williams အများဆုံးဖြစ်ပြီးဂျန်နဲ့ကစားမနှစ်ယောက်ကတက်တာနိုင်ပွဲရှိပြီး Deco ရောက ီကိုဝီလျံကိုဦးစားပေးဖြစ်ပေမဲ့အခြား option တွေကိုစဉ်းစားနေတာပါ